ဒီကနေ့မှာပဲရန်ကုန်မြို့နယ် Beauty Land Hotel အမှတ်900နှစ်တွင်အသက်24နှစ်ရွယ်အမျိုးသမီးကို အပိုင်ပိုင်ခုတ်ထည်တပ်ဖြတ်မှုအတွက်တနရရှိသူအမျိုးသားတဦးကိုရန်ကနေလိုက်လံရှာဖွေနေကြောင်းနောက်ဆုံးသတင်းရသိရှိရပါတယ်။ရန်ကုန်မြို့နယ်ဗပေတန်းမြို့နယ်30နှလန်းအထက်အထက်ဘလောက် Beauty Land Hotel အခမ်းအနား900နှစ်တွင်အသက်24ရွယ်အမျိုးသမီးကိုအပိုင်ပိုင်ခုတ်ထည်တပ်ဖြတ်မှုအတွက်တနရရှိသူအမျိုးသားတဦးကိုရန်ကနေလိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း အမတ်စတေရက်ကအုပ်ချုပ်ရေးမှူးဖွဲ့ဝင်တို့မှသိရပါဗျ။အော်တိုဘားလ6ရက်နေ့နံနက်ပိုင်းပပဲတန်းမြို့နယ်အမတ်စတေရက်က32လက်အထက်ဗျူတီလန်းဟိုတယ်အခန်းမှ900နေတွင်မြို့သမီးတို့ကိုအပိုင်ပိုင်ခုတ်ထည်တက်ဖြတ်သွားခဲ့ပြီးအလောင်းကိုအမိုက်အိပ်ပြဖြင့်ထုတ်ပိုးခဲ့ခြင်းဖြစ်ကြောင်းအဆိုပါမူအတွက်အမျိုးသမီးကိုတက်ဖြတ်သည်ဟုတန်ရရှိသောအမျိုးသားကိုရဲဘော်ဝင်များကလိုက်လံရှာဖွေပြီးဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်းသိရပါဗျ။အသက်ခံရတဲ့အမျိုးသမီးကတော့အဲ့ဒီဟိုတယ်ကပါ အဲ့ဒီအခန်းမှာနေတာနည်းနည်းတော့ကြားပါပြီကျွလွန်သူလို့ယူဆရတဲ့သူကလည်းအဲ့ဒီအခန်းကိုလာလာလိုက်သွားလိုက်ရှိတယ်လို့သိရပါတယ်ကျွလွန်သူရဲ့တပ်ပုံမပုံတင်မိတူ CCTV မှတ်တမ်းတွေကိုလည်းရဲတွေကရထားပါတယ်အခုချိန်ထိတော့မမိသေးပါဘူးလိုက်ဖမ်းနေတော့မယ်လို့သိရပါတယ်ဘာကြောင့်တလဲဆိုတာကတော့ဖမ်းမှပဲသိမယ်လို့ Beauty Land Hotel တီရှိရာပပေတန်းမြို့နယ်အမတ်စတေးရက်ကအုတ်ချွေမှုဖွဲ့ဝင်များကရှင်းပြလာခဲ့ပါတယ် ယမန်နေရန်ကုန်မြို့နယ် Beauty Land Hotel မှာရရဆက်ဆက်တက်ဖြတ်မှုများမှာပြည်သူများကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးမိသည့်အတွက်ကြောင့်မလို့ရရဆက်ဆက်တက်ဖြတ်ခဲ့သူကိုအများစုကသိရှိခြင်းကြောင့်စေးကြောင်လို့တတ်တာလားဒီလိုလူတို့ကိုအပိုင်ပိုင် ခုတ်သက်ပြီးအမိုက်အိတ်သေးကိုထက်ပြေးပြီးတော့ထွက်သွားတာဆိုတာကတော့တော်ရုံစိတ်နဲ့မလုံနိုင်ပါဘူးစေးသမားမျိုးစေးကြောင်မီလုတ်တယ်လို့မြင်မိပါတယ်နောက်ပြီးတော့ဟိုတယ်တွေမှာ အချိန်ပိုင်းတဲခုံခွင်နေဟိုတယ်တွေမှာလုံခြုံရေးပုတ်ပုတ်ရော့ရော့ဖြစ်နေလို့လူသက်သွားတာတောင်မှသတိမထားမိတာလားအဆိုဆုံးကတော့ရန်ကုန်မြို့နယ်မှာဖြစ်သွားတာပါဒီလောက်တောင်ရန်ကုန်မြို့နယ်မှာစိတ်ပြေလပြေနဲ့တက်သွားတာကလက်ရဲဆက်ရဲလို့သွားတာပါကိုကကိုတော်မလုံခြုံတော့ဘူးလို့ခံစားရတယ်လို့ရန်ကုန်မြို့နယ်မှာနေထိုင်တဲ့ရွှေရောင်းဝယ်လုပ်ကိုင်သူရွှေကျိုးတော်ဆောင်ပွဲစားတအုပ်ကလည်းယခုလိုမျိုးပြောပြသွားခဲ့ပါတယ်ရန်ကုန်မြို့လေကောင် Beautyland Hotel အခန်း အမှတ်900နှစ်တွဲအမျိုးသမီးတဦးကိုအပိုင်းပိုင်းခုတ်ထစ်ပြီးတပ်ဖြတ်ခံရရပြီးလူသက်တရခန့်ဖမ်းမမိသေးကြောင်းသိရပါဗျ။အော်တိုဘားလ6ရက်နေ့ကနနက်9:45မိနစ်အချိန်ကပပန်းတန်းမြို့တပေးတန်းမြို့နယ်အမှတ်17ရက်ွယ်30နှစ်လန်အထက် Beautyland Hotel အမှတ်အခန်းမှာ900နှစ်တွဲအမျိုးသမီးတဦးကိုအပိုင်းပိုင်းခုတ်ထစ်ပြီးတပ်ဖြတ်သွားခဲ့ကြောင်းအမျိုးသမီးအပိုင်းပိုင်းဖြစ်နေသောအလောင်းများကိုအခန်းပြင်ဘက်သို့လေးပေးဆက်တွင်တင်ထားကြောင်း